အခါလေလေဌာနဆိုင်ရာအများစုကဝင်မျက်နှာတစ်ခုတည်းကိုဝင်မျက်နှာတစ်ခုတည်းကိုကြည်ရအဲ့ဒီလူတွေကဘာကြောင့်ဝင်မျက်နှာတစ်ခုတည်းကိုကြည်ရလဲဆိုရှေ့တန်းကိုမရောက်ဘူးတဲ့အတွက်ကြောင့်ဘာတပါဘီလိုအဘကြီးမြစ်တာကြီးရှိလိုက်တော့ကြီးဘီလိုရှေ့တန်းကောင်တွေစကားအဆူမီပြေးတာလည်းမပြောတဲ့ရှူပေါ်ဆာဘွေးစုပ်ပြီးတော့ပို့လိုက်တဲ့အထဲပါပါလဲကလပ်ပဲကလပ်ပဲတော့ဘာတပါကြည်တာကလပ်ပဲတော့ဘာယိုယိုပဲပို့ပို့ ပစာတော့တဲ့ပိုးတွေမင်းတို့တောင်းတာကတဏ္ဍာရီကလုံးရွေးတော့ပြန်ပြင်းပခိုင်းတာလေမင်းတို့ကမင်းတို့စောက်တော့ကြလို့ပြည်သူလက်မခံလို့မရွေးချယ်တဲ့ဟာကိုတဏ္ဍာရီကလုံးမားတယ်မားတယ်អော်နေပြီးတော့ပြန်ရွေးချယ်ခိုင်းတာလေစောက်ချက်မရှိဘဲနဲ့အေးဟုတ်ရှိပြီတဲ့ကြည်မြအောင်မင်းကဘာဂျက်ဆိုရှင်ကနေပြန်လေကျိုးစောလိုက်ပါတယ်အခု just then sip me to the den later ကဂျွန်လာ25ရက်နေ့မနေ့ပိုင်းမှနေ့လေပိုင်းထိနောက်ဆုံးရရှိစားတဲ့ den to the den ကောင်းလေးတွေရပြီးတော့နောက်မှာငပောက်ရဲ့နော်ဂျီခွဲခန်းလေးတွေဟောင်းခါလေးတွေ generation လို့တော့မှာဖြစ်ပါတယ် ပြီးတော့နောက်မှာကိုစင်မမဟုတ်ဆုံးမဆော့ပါကအောင်မန်ကိုဆုံးမလိုက်တဲ့ဗီဒီယိုလေးတွေကြည့်ရမှာပြောရတယ်။အော်ပြီးထုံးစံတိုက်ဂျက်စ်နဲ့သူဆောင်တွေလိုက်ပါကြည့်ရှုပြပေးခပါရတယ်။ကြောက်ပြီးတရင်လေးတွေရွေးရင်းတွေဖတ်ပြပါမယ်။ပထမဆုံးတရင်တဲ့ပုံအနေနဲ့ထိုင်းတွင်ဗီဇာတက်တန်းလွန်ရွေးဖန်စီခံရပြီးနောက်ထိုင်းရဲ့တပ်ဖွဲ့ကစစ်ကောင်စီထံလွေပြီးလိုက်ဒီလူငယ်လေးဦးဒီစစ်တင်တန်းတို့ပို့ဆောင်ခံလိုက်ရပြီးထွက်ပြေးလွတ်မြောက်လာကြောင်းမိခရဲ့အမတ်တိတရင်ကတရင်ထုတ်ပြန်တဲ့တရင်လေးဖြစ်ပါတယ်။ပြီးတော့ မြန်မာနိုင်ငံတဝန်းဂျွန်24ရက်နေ့ရရှိထားတော့အချက်အလက်များရရှိကောင်းစစ်တပ်ဖွဲ့ဝင်26ဦးမတာပေါ်တော့ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်နဲ့ပြောဆိုချက်များရသိရှိရတဲ့သတင်းလေးဖြစ်ပါတယ်။မန္တလေးတိုင်းတရားဦးမြို့နယ်မှာငရွံ့မြို့နယ်ဖက်ကိုဖောက်ကားဖြင့်ထွက်လာသောအကြမ်းဖက်စစ်ကောင်းစစ်တပ်သားများကိုမိုက်ဆွဲတိုက်ခိုက်ရစစ်တပ်ဖက်မှ၄ဦးမတာပေါ်တော့တယ်လို့သိရှိရပါတယ်။ပြီးတော့ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြီးတော့၄ဦး ီဆုံးပြီး၄အိုးထိခိုက်ဒဏ်ရာရရှိကြောင်း DNL ကတရင်ထုတ်ပြန်လိုက်ပါတယ်ပြီးတော့မန္တလေးတိုင်းငရွေးမြို့နယ်မြို့သားဆက်မှုယုံမှ ရေခိုင်ရန်ထွက်လာသည့်အချမ်းဖက်စစ်သားများကိုမိုက်ဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာအချမ်းဖက်စစ်သား6ဦးမှသာပေါ်သွားတယ်လို့သိရှိရပါတယ်ပြီးတော့မကွေးတိုင်းပခုကုံမြို့နယ်ပခုကုံမြိုင်လမ်းပိုက်တွင်အချမ်းဖက်စစ်သားကလေကြောင်းပစ်ကိုယူရွက်အင်အားထောင်ချီဖြင့်စစ်ကြောင်းထိုးနေပြီးပြည်သူများထောင်ချီထွက်ပြေးနေရကစစ်တပ်ကမြို့ဆိုးကြီးရွာဘုံကြီးကျောင်းကိုပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ပြီးတော့မန္တလေးတိုင်းငရွံ့မြို့နယ်မြို့သားရဲစခန်းမှအင်ရှိ အင်းစီကဖင်ထွက်လာတော့အချမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုက်ဆွဲတိုက်ခိုက်ရာစစ်ဘုံတို့အပောင်းနအိုမတာပေါ်သွားတယ်လို့သိရှိရပါတယ်။ကောင်းမကောင်းပြီးတော့ရခိုင်မကွေးနဲ့စကိုင်းရှိတန်းစစ်မင်းပြများတို့စီလွက်ခံရတော့စစ်မှုထမ်းတပ်သားတင်များမှာအဆက်အသွယ်မရတော့ပဲပျောက်ဆုံးနေကတီတီရှင်ဒီမတီးရတော့ကြောင်းမိသားစုဝင်တချို့မှတိရှိရတဲ့တည်ရင်လေးဖြစ်ပါလိမ့်မယ်။ကဲတည်ရင်လေးတွေတော့ပါပဲ။ကဲဆက်လက်ပြီးမှာ ။နော်ငါပောက်ရေဟောင်းထားလေးတွေဆက်ကြည့်လိုက်ကြအောင်နော်။ဒါပဲနဲ့လူတို့အခုလူတို့ရဲ့အကျိုးပေးဆိုတော့တခါတလေဌာနဆိုင်ရာအများစုကငွေမျက်နှာတစ်ခုတည်းကိုပဲကြည်တာ။อืมဟုတ်တယ်မှန်တယ်။ငွေမျက်နှာတစ်ခုတည်းကိုကြည်တာ။အဲ့ဒီလူတွေကဘာကြောင့်ငွေမျက်နှာတစ်ခုတည်းကိုကြည်ရလဲဆိုရှေ့တန်းကိုမရောက်ဘူးတဲ့အတွက်ကြောင့်။อืมရှေ့တန်းမှာချုံချုံကောင်ကမတိုက်ဘူးတဲ့အတွက်ကြောင့်ကိုချင်းစာသိမရှိကြတာ။อืมကိုချင်းစာသိမရှိကြတာ။ဦးစင်းတို့ဒရာဥမာဖြစ်သွားတယ်ကားကြီးနဲ့ပေါ့ဗျာရွှေမျောကားကြီးပေါ့အများကြီးပစ္စည်းတွေအများကြီးနဲ့အဲ့မှာအများကြီးနဲ့ဖြစ်သွားတော့ပစ္စည်းတွေပါနေအကုန်လုံးမဆန်တောင်းကြတာပေါ့ အင်းအင်းအကုန်လုံးကဒီဒီဖြူမျောကားကြီးတွေဖြတ်တယ်ဆိုတာကပတ်စံပေးလို့ဖြတ်လို့ရတာဒိတ်ပေါင်းကိုပတ်စံပေးပြီးဌာနပေါင်းဆောင်ပတ်စံယူပေးပြီးမှဖြတ်လို့ရတာဖြတ်လို့ရတာတိုင်းပြည်ကိုချစ်တဲ့ဌာနဆိုင်ရာနိုင်ငံဝန်သားတိုင်းနိုင်ငံရဲ့ဝန်သားဝန်ထမ်းမှန်တဲ့မြတ်ကိုမေတ္တာပို့တယ်ကိုမေတ္တာပို့လို့မှဖြစ်သွားတယ်ဆိုတော့မေတ္တာဆုရလို့အတိုင်းမေတ္တာဆုရလို့ပြောရပေါ့ဗျာနော်အထားပါတော့အဲ့တော့တိုင်းပြည်ကိုချစ်ကြပါဒီချိန်မှာ ခင်ဗျားတို့လွှတ်လိုက်တဲ့အရာတွေခင်ဗျားတို့ဘက်ကပို့လိုက်တဲ့အရာတွေကြောင့်ခင်ဗျားတို့ငွေငွေယူပြီးလွှတ်လိုက်တဲ့အရာတွေရှေ့မှာကျွတ်တို့တက်မလို့ဓာတ်တွေရဲတွေပြည်သူစစ်တွေနိုင်ငံဝန်ထမ်းတွေဓာတ်တွေကကြီးတွေပြကြီးတွေနော်ကြီးတွေအဲ့တော့ငွေပေးရင်ဖြတ်လို့ရပါတယ်ငွေပေးရင်လာလို့ရပါတယ်ဆိုတဲ့အရာတွေဖြစ်ကုန်တယ်အဲ့တော့ဒီရက်ထဲမှာပဲဦးစင်းတို့ဒါနော်ခင်ဗျားတို့စီမံခိုးခိုးနေတဲ့ကားတွေခင်ဗျားတို့တရင်အတိအကျပေးမယ်ကားနံပါတ်နဲ့ပေးမယ် သခိုင်းတရားတွေဖြတ်ပါနော်တိကျပေးမယ်ခမားတို့လုံးမလုံးတော့စောင့်ကြည့်မှာပေါ့ဗျာနော်အခုနောက်ပိုင်းသခိုင်းတရားမကြက်ဘူးလားကြက်တော့ကြက်ပါတယ်နော်ဦးဇင်းတို့လည်းသခိုင်းပဲဝင်လို့ရှိရင်ခဏခဏပြောတယ်သခိုင်းတို့စားဒီစားဟန်နေအများကြီးရှိရနော်ဒီစီဒီမြောင်များဆိုခိုးတယ်စီဒီမြောင်များဆိုဟိုဘက်တွေနဲ့ဟာတော့မလုံးကြရနော်သခိုင်းတို့အတိုင်းပြစ်စားပေါက်တာတိုင်းပြည်ကိုပုံကန်တာပဲကြံတဲ့စားနည်းတွေအများကြီးပါဗျာနော်အများကြီးပါလို့ဒီစီနဲ့ပတ်တယ်နော်ခင်ဗျားတို့ယူဆိုင်ပါ ်ခဏခဏဥစဉ်တို့တတိပေးတယ်ဘာဖြစ်လို့ခိုးကြီးနဲ့တော့မဆိုင်ဘူးဒါကကိုတိုက်ပြူကိုချစ်တယ်ကိုတက်မတော်သားကိုချစ်တယ်နိုင်ငံဝန်ထမ်းကောင်းတွေကိုချစ်တယ်ဒါကြောင့်လဲပေါ့ကိုတော့အပြစ်တွေအဖြစ်ခံပြီးမှဝန်ကြီးနဲ့မကိုက်ကြည့်တဲ့အရာတွေဥစဉ်ပြောနေရတာဥစဉ်စာမတဖက်နေပါမလားဥစဉ်လဲငယ်တန်းလာတဲ့အကြီးကျယ်အောင်ခဲ့တာပဲဗျာဥစဉ်လဲဒီဝန်ကြီးတီးတာပေါ့မတီးဘဲနေပါမလားဒါပေမဲ့ငါအပြစ်ဖြစ်ဖြစ်ပါစေဆိုတဲ့ကိုများကောင်းစားဖို့အတွက်တိုင်းပြည်အေးချမ်းဖို့အတွက်ကိုဥစဉ်ရ တော့ရှည်တန်းမှာလည်းအတက်ကိုဘန်နာမထားဘဲနဲ့တွားရောက်ပြီးမှအပိစကားပြောလှူဒန်းနေခြင်းဖြစ်တယ်။ကိုကတွားရောက်ပြီးလှူဒန်းတာပဲဒီပစ္စည်းဥစဉ်ကိုလှူတဲ့ဟာတွေကတခါတခါခုနှစ်ရက်သားသမီးတွေတတ်မတော်ချင်းမြန်နိုးတဲ့သူတွေကမတော်ရဲလို့ဥစဉ်ကိုလှူတာဥစဉ်ကနေမှတစဉ်ပြန်လှူတာပဲလေ။ကိုကလေနဲ့အားပဲဆိုက်ရတာ။အဲ့တော့ဥစဉ်တို့တွားရောက်တယ်။အဲ့လိုတော့လည်းအပြည့်မရှိဘူးလားဖြစ်တယ်။ဖြစ်တော့လည်းဥစဉ်တို့ဖြစ်ပလိမ့်စီ။ဥစဉ်တို့လိုင်းကိုစိတ်ချမ်းသာနေရရှည်တန်းမှာနော်။အားလုံးရှည်တန်းမှာမေးမြန်းလို့ရပါတယ်နော်။အဲ့တော့နိုင်ငံဝန်ထမ်းအားလုံးတိုက်ပြီးချစ်ကြပါ။ ိုင်းပြည် NDA ဖြစ်မဲ့အရာတွေကိုမလုပ်ကြပါနဲ့လို့မေတ္တာရပ်ခံခြင်းပါလေဗျအားလုံးတော်ပါပဲဗျပြောနေလဲလကားပဲမင်းတို့ကောင်းနေဟာဒီလောက်ကမှမင်းတို့နိုင်ငံခေါင်းဆောင်တွေနော်မင်းတို့အားပြီးအားမြောက်နေတဲ့ခေါင်းဆောင်တွေစစ်ဘိုလ်ချုပ်တွေစစ်ဘိုလ်မိုးတွေနော်အခွေးသမရယူနော်ဂျပူမြောင်းလိုက်ကစားနိုင်ငံကိုတကယ်ချစ်တာမဟုတ်ဘူးလေမင်းတို့ကောင်းနေအဲ့ဒါကိုမတည်ဘူးလားဟမ်အဲ့ဒါကိုနိုင်ငံမှာချစ်မှန်းကိုတည်တည်ရတာနဲ့အားပြီးထောက်ခံပြီးမှနော်ဤတိုင်း သူတို့တော့ပဲဒီလိုမျိုးအော်အော်ပေးနေတာမင်းတို့ကောင်းတယ်တကယ်ဆောက်ဘောတွေတည်လားမင်းတို့ကောင်းနေပညာခုနပြောနေပြတာပညာတတ်တယ်ပညာတတ်တာလည်းအလကားပဲပညာတတ်ပြီမယ်အတိငယ်မရှိအမ်အမ်အမြန်မမှန်တိုင်းအလကားပဲတည်လားအမြန်မမှန်အလကားပဲနော်ဆိုတော့ဒီလောက်ပဲပြောပါမယ်ကဲပေါင်ကရုံးနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်သုံးသချက်လေးတွေကို comment မှာရေးပေးပါကဲဆက်လက်ပြီးမှာနော်ဘဘဘဘကြီးရဲ့ဂျင်းဂျင်း သတင်းလေးတွေတစ်ချက်လောက်ကြည့်လိုက်ကြအောင်เนาะဒီမှာအာကိုနေ့တိမြန်မာတော့နော်ကိုပြီးတင်ဆက်ပြီးတဲ့သတင်းလေးပဲပါလိမ့်မယ်เนาะတဲ့ဒီပါတဲ့อืมတော့ဆန်ဆာဆူလမ်းပြီအမလေးရဲ့ခေကပါလေရှင်းတန်းကခြေဘောပေါ်ဆမ်းမွေးဆိုလဲခြေဘောပေါ်ဆမ်းဘာသာတွေပဲလို့ချင်းထက်ခံရလဲပါနော်သူပြောရှင်ဟုတ်သွားခြေဘောပေါ်ဆမ်းမွေးโอเคခြေဘောပေါ်ဆမ်းမွေးရဲ့ကျွန်တော်ထဲမှာပါရတယ်လား ပဲတွေတို့လားဘီတို့အဘအဘီတို့ဂျင်းထက်တဲ့ပြီးတော့မှရှေတော့ပို့တာအင်းဟောပါဟိုအကြီးအကြီးထဲပြလိုက်အကြီးထဲပြလိုက်ကောင်းနေနော်အဘဘာလဲရှေဘူပေါ်ဆက်ဘွေးဆိုပြီးတော့ပါရှေဘူပေါ်ဆက်မွေးလေးရင်နေနဲ့ပို့တယ်ခမင်းဆိုပြီးမှဂျင်းထက်တဲ့ဘာပဲဘာလဲကလပဲပါခလပဲရောက်နေတယ်နော်ဒါပါဘီတို့အဘရဲ့မြေတားကြီးရှိလိုက်တော့ဂျေဘီတို့ရှေတဲ့ကောင်တွေစကားအဆူမီပြေးတာလည်းမပြောတဲ့ရှူပေါ်ဆက်ဘွေးဆိုပြီးတော့ပါပို့လိုက်တယ်အထဲပါပါလဲကလပဲကလပဲတော့ပါဒီပါကြည့်သားကလပဲတော့ပါရိုးရိုးပဲပို့ပို့ ဘာသာတော့တဲ့ပိုးလေပိုးလေတော့ပိုးလေဘလက်ပြစ်ကိုက်နေတဲ့ဟာလေကဲဝင်ကြည့်တော့ဘောမာလေးအတိကပ်လဲပါဒါပေကတော့ဒီပါအဲပဲတော့ကြော်တဲ့အထဲထဲမှာပါတယ်ပဲစိဟိုဟာလေးယူပဲအိုးအဲ့လိုမျိုးအဲ့တော့မေတို့ကတော့လက်တက်ချပါအလေးဝင်ပါအလံပြူထောက်ပါဆိုပြောတာအလကားမဟုတ်ဘူးอืมအဲစုပ်ပြတ်တတ်နေအောင်อืมမင်းတို့နော်ရှေ့သားမှာထွက်နေတယ်မင်းတို့ဆွေခွေးတွေတောင်းပါနော်မင်းတို့ ခေါင်းဆောင်တွေကဂီယိုမဆိုင်ပဲသူတို့တွေးချင်တာသူတို့ဂျင်းထဲချင်တာတွေအလကားရှောက်ထဲနေတာတိလားမင်းတို့အဲ့ဒါတောင်မှเนาะအနာခံပြီးမှเนาะသူတို့တက်ပဲလှုပ်ပင်းနေတာเนาะဘီလိုမြဲလဲပရိသတ်ကျောင်း comment မှာရေးပြပါဆက်လက်ပြမှာเนาะကိုစိတ်တန်စစ်ပစ်တန်လေးဆက်ကြည့်လိုက်ကြအောင်เนาะပြင်မှာဒီနေ့ကျွန်တော် reaction လှုပ်ချင်တဲ့ video file ကတော့မုတ်ဆိုးမှလက်ခွက်ကြီးအောင်မင်းနဲ့เนาะခလေးတွေ TikTok မှာ live လွှင့်ပြီးတော့ညှင်းကုန်ထားတဲ့ video file လေးတစ်ခုကျွန်တော်နဲ့အတူတူနားထောင်ကြည့်အောင်เนาะอืม ဘယ်စည်းကမ်းတတ်မှတ်ချက်တွေနဲ့လက်လက်ကိုင်းနေတာလို့ပေါ့ပြောလိုက်တော့ညီလေးတို့ရဲ့ဘယ်စည်းကမ်းတတ်မှတ်ချက်တွေနဲ့လက်လက်ကိုင်းနေတာလဲဆိုတာကိုအောင်မင်းအနေနဲ့တည်ရင်လို့ရှိရင်တက်ရင်ထိလာခဲ့ပါလို့နော်ငါတို့တက်ရင်မှဘလို့နေတယ်ဘလို့ထိုင်တယ်တနစ်တာဘလို့လှုပ်ရှားတယ်ဆိုတဲ့စည်းကမ်းအပြည့်အစုံကိုချပြပါမယ်လို့နော်ပါလို့လက်လက်ကိုင်းလာလေမို့မင်းတို့ကပြည်သူလို့ပြောပေမဲ့ပြည်သူဘယ်နှယောက်များကိုစားပြုလို့လဲလှုပ်ပြီအောင်မင်းလှုပ်ပြီဟမ် ဟုတ်ပီဒီအက်ဖ်ဘာတူပြတာလဲ။တော်လိုင်းမှာပါဝင်ရဲလို့အတော့ပြည်သူတွေပဲနော်ကို။ကလေးတွေပညာတတ်တွေလူငယ်တွေပဲတော်လိုင်းမှာဓာတ်နဲ့ကြိုက်နေတာကို။မှန်တယ်။သူတို့ကဘယ်နှစ်ယောက်ကိုကိုစားပြုလို့လဲလို့ဘလို့လူတွေကိုကာဝယ်ပေးထားလို့လဲလို့ဘလို့လူတွေကိုစားပြုဆိုပြောလိုက်ပေါ့ညီလေးတို့ရဲ့အာနာတိုင်းကစားကနော်ညို့မပြောနဲ့လမ်းမထက်မှာလူအုပ်တွေပြေးွားတာကအဲ့ဒါမင်းမဲ့လင်းလေတာအောင်မင်းရဲ့တို့တခွန်းနဲ့မေးလိုက်ပြီးတဲ့ကိစ္စကိုကွာမင်းတို့လည်း အဲ့ဒါဆိုအခန်းကြီးနဲ့တည်းမှာအခုမှောင်နေတာပဲဖြစ်လိုက်မှတင်နေအခုအမြင်ကြီးကိုအခြေအမိကြီးတာပဲနဲ့အခုအနည်းနည်းလေးပဲချင်းချင်းလေးကြည့်နေတယ်ဘယ်လိုရှိကောင်းလိုက်တယ်ဒါတွေကတော့ဒါတွေကတော့ဘာလဲဆိုတော့ရှိမှာပဲလीဒါမဲ့ဦးပြောနေတာကလက်ရှိပဂရိအမှန်တရားကိုပြောနေတယ်ဒိုရဆွဲပြောနေတာပဲပဂရိအမှန်တရားဆောက်ပြောနေတယ်ပဂရိအမှန်တရားကိုပြောနေတာပဂရိအမှန်တရားဆိုရင်အဲ့ဒီပဂရိကိုအခုပြောတယ်ဟိုလက်ရှိအခုပဂရိအခုမြင်တွေ့နေရတာပဲမဟုတ်လားပဂရိမှာအဲ့ဒါဆိုလို့ရှိရင် မင်းတို့ဘာကြောင့်ပြည်သူလို့ပြောတာလဲလို့ပေါ့ဘာကြောင့်ပြည်သူလို့ပြောတာလဲဟာဘာကြောင့်ပြည်သူလို့ပြောလဲဆိုတော့အာဏာမသိနေအခုလက်ရှိ PDF တွေအားလုံးကပြည်သူတွေကြီးပဲလေအကိုအကိုရမှာနေတဲ့ဒူတွေကြောင်းတက်နေတဲ့ဒူတွေစာတင်ခန်းတွေကကလေးတွေဟမ်ဆေးကုနေတဲ့ဆရာဝန်တွေတင်ငန်းပတ်ထားတဲ့ဆရာတော်တွေတော့ပါသေးတယ်မင်းတို့ခွေးမျိုးခွေးချင်းခွေးချင်ကြံတော့မခံနိုင်လို့စန္ဒပြရင်းနဲ့မင်းတို့အကျန်းထက်လို့ရရလက်နဲ့ဆွဲပြီးခုခံရင်းနဲ့ PDF ဖြစ်လာတာလေပြည်သူတွေမဟုတ်ဘူးလားကဲဘယ်ဘယ်နေရာမဟုတ်တာလဲပြည်သူကရှင်းပြန်လားမိုးပေါ်ကြလာတာ PDF တွေအဲ့ဒါဆိုဒီကောင်ကပြည်သူကိုကာကွယ်တယ်လို့ပြောတာလေလို့ပါဦး ကျွန်တော်တို့ပြန်ပြီးအကိုပြောတယ်ဘာကြောင့်ပြည်သူကောက်ရအကိုတို့အနိုင်ကျင့်တာတွေကအကိုအာနာထိန်းနေအာနာထိန်းနေဆိုပြီးတော့အာနာကိုတိန်းတာတယ်ဟုတ်လားအာနာထိန်းနေဆိုပြီးတော့ကိုဝေးဝဲပြီးအာနာထိန်းနေဟုတ်ပြီဘာကြောင့်အာနာထိန်းတာလဲဘာကြောင့်အာနာတိန်းတာလဲပြောကြည့်ပါတိန်းတာပေါ့အာနာထိန်းနေဆိုတော့အများကြီးပြောပြီးသွားပြီတိကရွေးကောက်ပွဲမဲမတော်မှုလို့လို့ရွေးကောက်ပွဲမဲမတော်မှုလို့ပြီးတော့အာနာကိုဖြက်လန်းနေရကြာယူဖို့ကြိုးစားတယ်ဟုတ်လားအဲ့တော့လုတ်ပါဦးမဲမတော်မှုလို့တာမဲစရင်မှားတာကိုမဲမတော်မှုလို့ဆိုရင်2025မှာတန့်ဖို့ပါတီကဥဆောင်ကျင်းပတဲ့ရွေးကောက်ပွဲမှာ မှားခဲ့တဲ့မဲဆင်းအရေးအတွက်နဲ့2020မှာ LND ပါတီကလှုပ်ခဲ့တဲ့မဲဆင်းအရေးအတွက်ဘယ်ဟာကမှားတဲ့စရင်ပုံများလဲမဲဆင်းမှားလို့မတမာဘူးပြောမယ်ဆိုရင်ကြံ့ဖို့လှုပ်ခဲ့တော့ကဒီထက်ပုံမှားတာအဲ့ဒီအောင်မင်းပါဇက်ပေါက်ကိုဘယ်လော်ဆို့နေလို့လဲကဲဟမ်အောင်မင်းအဓိကအချက်ပဲဟောဒါဆိုကိုနဲ့ကျွန်တော်ကိုစကားပြောလို့ရပြီဟာဒါဆိုစကားဆက်ပြောလို့ရပြီဟုတ်ပြီရေကောက်ပွဲမတမာမှုဆိုတာကဘလို့ဟာမျိုးကိုခေါ်တာလဲအောင်မင်းပြန်ပြဥပမာကျွန်တော်ပြောရမယ်ဗျာ UEC မဲစင်းရင်းတွေအားလုံးကိုကင်ပြီးတော့ဆောင်ရွက်ရတာယူစီရဆောင်ရွက်ရတာဟုတ်တယ်နော်အခုဒါလက်ခံရမယ်ပို့ယူစီရဆောင်ရွက်ဟုတ်ပြီဒီမဲရုံကိုမဲစင်းဆောင်ရွက်တွေရဖို့အတွက်စတင်စစ်ဆေးရတာလေယူစီရစစ်ဆေးရတာဟုတ်ပြီယူစီကိုဘူးကခံတာလေအစိုးရခံလို့မရဘူးနော်ကိုနိုင်လာတဲ့ပါတီကခံလို့မရဘူးယူစီကိုဟာလာဘလူးနိုင်ငံဝင်နေတဲ့ပြည်နယ်ပညာရေးတွေဆရာမတွေပါတယ်ပြီးတော့ဒီမဲရုံလုံခြုံရေးကိုကာဝယ်ယူဖို့အတွက်ကိုတော့မှယူစီကိုဘလူးကခံတာလေအဲ့ဒါကိုပြန်ပြောယူစီကိုဘလူးကခံတာလေပြော ha တော်ရင်ဒီကမင်းဖီလီမင်းတိတယ်ဆိုလို့ရှိရင်ဒီကောင်မတိလို့သူတိချင်လို့ပြန်မင်းတာတကောနော်ဘာမှတိတာမဟုတ်ဒီမိုးဆမဆောက်ပါကေအောင်မင်းမြန်မာမြန်မာတလုံးအကြီးကြီးနေမဟုတ်ကျွန်တော်မတိဘူးအခုကျွန်တော်မတိလို့ကျွန်တော်မေးတာယူစီကိုဘယ်လိုခက်လာလဲလက်ရှိအာရာရဆိုတာခံလို့မရဘူးနော်အခုအချိန်ကဥပဒေအရာရွေးကောက်ပွဲကော်မရှင်ကိုတက်လာတဲ့အစိုးရကခန့်ရတာနိုမီနေလုပ်ရတာတောင်းဝင်ခံရတာဟုတ်ပြီအကယ်ကောပြီလက်ရှိဆက်ကလာတဲ့အစိုးရကိုယူစီကိုတောင်းဝန်ခံပြီးတော့ ရွေးကောက်ပေါ်မှာပြန်ပြီးရွေးပြီးတော့ဒီဥစ္စာမဲစင်းနေအားလုံးကဟိုလက်ကြီးတက်လာတဲ့အစိုးရစစ်တယ်ပဲထားအကိုပြောတဲ့တိုင်းပဲဟုတ်ပြီမဲယုံကိုရောက်သွားတယ်မဲယုံအမှတ်ကနေတော့မဲဘလောက်ခိုးပါကျွန်တော်မဲယုံအစည်းကံဥပဒေဆိုတာရှိပြီးသားနောက်ကိုဟုတ်ပြီနော်မဲယုံအစည်းကံဥပဒေရဟုတ်ပြီဘယ်မဲယုံအမှတ်ကမဲဘလောက်ခိုးပါတယ်မဲစင်းကမှားယွင်းနေပါတယ်ဆိုလို့ရှိရှိအဲ့ဒီမဲယုံမှာပြန်လဲပြီးတော့ရွေးကောက်ပွဲပြန်ပြီးတော့လုပ် ပေးရတယ်ကျင်းပရတယ်ဆိုဥပဒေလောလဲအကိုတီးပြီးသားမတော်မနဲ့အားတရရရပါဘာမပါဘူးမပါဘူးမပါဘူးလား င်းသွားလားအဲ့ဒါလိုမျိုးအောင်မင်းခလဲတွေကိုပြောင်းမလိမ့်နဲ့ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာပါပြီးသားနော်ဘယ်မဲဘယ်တိုင်းဘယ်ခရိုင်ဘယ်မြို့နဲ့မဲုံနံပါတ်ဘလောက်မှာမဲမတက်မှာမှုဘယ်ပုံစံဖြစ်တယ်ရွေးပါဝဲကော်မရှင်ကိုတတ်မှတ်ထားတဲ့ရဲ့အတွင်းမှာတခါတည်းစရင်တင်တင်ရွေးကောက်ပွဲကော်မရှင်ကအဲ့ဒီတိုင်းခရိုင်မြို့နဲ့အဲ့ဒီကော်မရှင်ရုံးရတဲ့ဟာကိုစစ်ဆုံးနဲ့စစ်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 ပေးမယ်ပြီးဘာဖြစ်တယ်ဆိုတဲ့အမှုကိုဆုံးဖြတ်ပေးလို့ရတယ်လက်ရှိမဲမတမာမှုတာမင်းတို့ခွေးမျိုးတွေဘက်ကអော်ပြီးတော့ မင်းတို့ဘယ်မဲရုံကဘယ်မဲဆန္ဒနဲ့မှဘယ်သူဘာဖြစ်တယ်လို့တခုမှမင်းတို့မှအထင်မပြနိုင်ဘူးဟမ်မင်းတို့တွေခွေးအားလှမ်းနေလို့လားဩနေကြတာဟမ်မဲမတပါဘူးမဲမတပါဘူးဘယ်နေရာမတမာလားမဲဘယ်ကောင်းမှပြနိုင်ဘူးနေဒီနေ့ချင်းပြောမင်းတို့ပြောပြောနိုင်တာမဲမတမာလားဘယ်နေရာကဘာမတမာလားလဲပြောမင်းအောင်မင်းအစားပြီးမင်းအောင်နိုင်ဆုံးဘယ်ကောင်းမှပြောမနိုင်ဘူးစောက်ပို့တွေပြောနေတာနော်ဒီနေ့ချင်းပြည်သနာဦးပြောပြမယ်32ပါတီကတင်ပြတယ်။အင်းအင်း။ရွေးကောက်ပွဲမဲလေးမဲခုံးမှုတွေရှိပါတယ်လို့တင်ပြတယ်။အေးဟုတ်တယ်။ ဟုတ်လားချက်ဖို့နဲ့တနေ့တနေ့ on နေလဲဗာ23ပါတီအဲပြီးလို့ရှိရင်ဘူးမတိဘာမတိရောင်းလိုက်တယ်အဲ0မကွဲတဲ့ကောင်းတယ်အဲ့အဲ့32ပါတီတာအေးဗောစရင်ရတော့ပါတီ30ကျော်ပေါ့ကွာအေးမှတ်ထားလိုက်မှတ်ထားလိုက်တင်ပြတော့ကိုကော်မရှင်ကညင်းတယ်ငိုဘူးတဲ့ NLD ပါတီကပဲနိုင်နေတယ်မရဘူး32ပါတီဆိုလို့ပြောလိုက်အောင်မယ်ဗာအခုဇော်ဘုံဟင်းကိုထောင်ချတယ်ဆိုတာပြဿနာဖြစ်တဲ့ဟိုကောင်မှမလုပ်တဲ့အနောက်မှာမင်းအောင်လိုက်ပုံလုံးလုံးပြီးတော့တလူ ကောလန်ကောလန်ကနဲ့ကောင်းပါအဲ့ဒါပါတီကောင်းဆောင်နဲ့အဲ့လိုပါတီ32ပါတီကွာအောင်မင်းရဲ့ငါစိတ်ညစ်ရကွာမ32ပါတီရောလားမလို့ပါနဲ့30တော့မလို့နဲ့100လောက်လောက်လေကွာပါတီ100လောက်ကကောက်ကွက်တယ်လို့လေတိတာနော်နော်တိတာရအောင်ဦးကျော်စီကသူ့မိသားစုမဲတော်သူမရဘူးလေဘလို့သွားလို့မလဲဦးကျော်စီကစီကိုဆက်ပြောအကိုပြောပြကြောင်ဆက်ပြောဟုတ်ပြီကော်မရှင်ကိုတင်ပြတော့ပြီးတော့တက်မတော်မဲရောကော်မရှင်ကိုဘယ်နေရာတင်ပြတာလဲ ကော်မရှင်ကိုတင်ပြတယ်ဆိုတော့လမ်းဘေးမှာငစိမ်းတန်းမှာဈေးဝယ်တယ်လို့ငါအလေးမပြည့်ဘူးအော်လို့မရဘူးအောင်မင်းကော်မရှင်ကိုတင်ပြတယ်ဆိုရင်ရွေးကောက်ပွဲဆိုင်ရာလှုပ်ထုံးလှုပ်ပြီးဥတွေရှိတယ်ဘယ်မဲဆန်နဲ့နေမှာဘလို့အကတိမှုဖြစ်တယ်ဒါမှမဟုတ်ဘလို့မဲမတက်မှုဖြစ်တယ်စတဲ့ဖြစ်အလီပိုင်ပြပြီးတော့အတိအကျတင်တွင်းရတယ်တတ်မှတ်ထားတဲ့ရက်အတွင်းမှာနော်ပြည်သူကိုကလိန်ကတိမလုံးနဲ့အဲ့ဒီလိုမျိုးတင်တွင်းခွင့်ကိုရွေးကောက်ပွဲကော်မရှင်ကမင်းတို့မပေးခဲ့တာလား ပေးတယ်လေဥပဒေတိုင်းတင်တွင်းလာလေမင်းတို့ကမတင်တွင်းတာပဲမဲမားတယ်မှားတယ်ပဲအော်နေတာလေဟမ်ဟိုနော်တက်မတော်မဲယုံဒီထဲမှာအများကြီးမဲတွေခိုးတာလေဘယ်လိုခိုးအောင်လုပ်ပါဦးနော်ခိုးတယ်အတော်တက်မတော်ဘယ်လိုခိုးရလဲဆက်မေးကြည့်တော်မဲဦးနေတာမဲဒီလိုမျိုးလေအဲ့ဒီတက်မတော်မဲယုံဥမာတက်စကန်းမဲမှာတက်စကန်းမှာ10ရောက်ရှိတာအဲ့တက်စကန်းမှာအယောက်20ဆိုပြီးမဲတွေကောက်ထဲတာဘယ်လိုထဲအဲ့စရင်ကဘယ်ရလာအန်ဒီပါတီကထည့်လို့ရတာဟမ်ဟိုအောင်မေးကမင်းနဲ့ငါဒီဘေးလောက်ရှင်တယ်ကွာနော် စိန်ခေါ်လိုက်စမ်းတွေ့လားဟမ်ဟိုဒီဖီဒိုဖန်လေးကိုတွေ့တဲ့လူအောင်မင်းကိုတစ်ချက်ပေးလိုက်ပါနော်အဲ့ဒီအောင်မင်းနဲ့ကျွန်တော်လိုက်လွင်ပြီးတော့စကားပြောချင်တယ်တနေ့တော့အများကြီးမပြောဘူးနော်နိုင်ဝဲလောက်ဖြစ်ဖြစ်တနားရီလောက်ဖြစ်ဖြစ်အများကြီးမပြောဘူးတိလားဒီလိုကောင်မျိုးနဲ့အချိန်တော့အများကြီးမပေးနိုင်နော်ပြောမလားလို့တိလားစိန်ခေါ်လိုက်ကြည့်တိလားတဲလို့မရဘူးလေကိုတမတော်တွေကမဲရတယ်ဆိုရင်တမတော်ဆိုတော့ကိုစနေကြတိုင်ဝမ်နဲ့တော့တမတော်မဲကိုခိုးလို့မရဘူးအဲ့ဒါကိုအဲ့ဒါကိုအပေါ်မဲနေထဲတာဘယ်သူကထဲလဲအဲ့မဲစင်ကြီးကိုကောက်တာဘယ်သူကကောက်တာလဲ ညွန့်နဲ့တိုင်းဒီမှာမဲဆေးရည်တွေကောက်တာအန်ဒီကကောက်တာလားအန်ဒီပါတီကကောက်တာလားဟမ်ဘုမဲတွေထဲတာပြဿနာကမဲတွေကိုခလေးတွေကိုဖျက်ချအောင်ကြည့်အောင်မင်းအောင်တော့ပေါ့လားအဲ့ဆိုရင်တက်မလို့မဲကိုလာယူသွားတဲ့လူကိုကျွန်တော်တို့အေးအေးယူရမှာမဟုတ်လားတက်မလို့မဲကိုလာယူသွားတဲ့လူကိုအေးအေးယူရမှာမဟုတ်အဲ့ကော်မရှင်ကိုပြောရမှာကော်မရှင်ကိုတိုင်တန်းရမှာတယောက်ချင်းဒီဒီကိစ္စ case by case ဖြေရှင်းရမယ့်ကိစ္စမဟုတ်ဘူးဒါရည်ရွယ်ချက်ရှိရှိလုပ်တာอืม ဟုတ်ပြီအခုဟုတ်ပြီကော်မရှင်ကိုတိုက်ပြီဟုတ်ပြီကျွန်တော်တို့ဒီမဲမှာဟုတ်ပြီဒီမဲကတော့ဥပဒေရအာဒီရွေးကောက်ပွဲမှာတော့ဒီမဲုံစည်းကမ်းတွေကမဲခိုးနေတယ်အမဲတွေလိန်လာပါတယ်ဆိုကျွန်တော်တို့ရွေးကောက်ပွဲပြန်လဲချင်းပပန်ခွင့်မရှိဘူးလားကြည့်တယ်လေကြည့်တယ်လေပြောတယ်လေရွေးကောက်ပွဲပြန်လဲပြောတယ်လေဘယ်လိုပြောရလဲအောင်မင်းရွေးကောက်ပွဲပြန်ချင်းပခိုင်းလဲဆိုတော့မဲမတမာမတမာနဲ့ မဲဆန္ဒနယ်ဝဲပြန်ချင်းပါပေးရတာလေကွာမင်းတို့တောင်းတာကတနိုင်ခံလုံးရွေးကောက်ပဲပြန်ပြင်းပါခိုင်းတာလေမင်းတို့ကမင်းတို့စောက်တော့မကြလို့ပြည်သူလက်မခံလို့မရွေးချယ်တာကိုတနိုင်ခံလုံးမားတယ်မားတယ်អော်နေပြီးတော့ပြန်ရွေးချယ်ခိုင်းတာလေစောက်ရှက်မရှိပဲနဲ့ဘလို့ကလေးတွေကိုနှက်ချနေတာလေအာဒုက္ခပဲအောင်မင်းရဲ့မင်းကွာဒါကြောင့်မင်းမဟုတ်ဆုံးမလက်ကွက်ကလေးကိုမင်းနာမည်ကြီးရပြန်ချင်းပါအာနာတိန်တရားမလို့အာနာတိန်တရားမလို့တရှိအာနာတိန်တရားမလို့ဆိုရကပြန်ချင်းပါခင်ဒါပေမဲ့ဘာလို့လဲဆိုတော့ရွေးကောက်ပွဲကော်မရှင်ကအင်း NDD ဒါနိုင်နေဆိုပြီးတော့ ချက်ချင်းလွတ်တော်ခေါ်ခိုင်းတယ်ချက်ချင်းလွတ်တော်ခေါ်ခိုင်းတယ်လွတ်တော်ဆိုတာကလွတ်တော်တရက်ဆိုတာကပြည်သူကယူတော့တင်တာဟုတ်ပြီလွတ်တော်မှာပြန်ပြီးတော့ဘယ်မဲရောဘယ်တိုင်းနေတာကြီးဘယ်တက်တွင်းမှာအစားမဲခိုးပါတယ်ဒီမဲစင်းကိုပြန်လဲစီစီဝဲမဲပြန်လဲယူတော့ဝဲပြန်လဲကျင်းပပေးပါဆိုပြီးတော့တင်ပြပြီးဆောင်ရွက်လို့မရဘူးလားအဲ့ဒါကယူတော့ဝဲဖိုးရောက်ဖွဲ့ပြီးမရတော့ဘူးအစိုးရဖွဲ့ပြီးွားရင်မရတော့ဘူးဟုတ်ဟုတ်နော်နော်နော်ပြည်သူလို့ အဲ့ဒါလေသတ်မှတ်ထားတဲ့ကာလအတွင်းမှာကန့်ကွက်ပိုင်ခွင့်ရှိတယ်သတ်မှတ်ထားတဲ့ကာလအတွင်းမှာမကန့်ကွက်ပဲနဲ့เนาะမဲဆန္ဒနဲ့ဥပမာအခုပိုင်းတစ်ခုရဲ့မြို့နယ်တနေရမဲယုံတရုံမှာမဲဆန္ဒမဲစရင်မှားတယ်ဆိုရင်အဲ့ဒီမဲယုံနံပါတ်ရှိတယ်ဘယ်တိုင်းဘယ်ခရိုင်ဘယ်နေရာကဘယ်မြို့နယ်ကဘယ်မဲယုံနံပါတ်ဘလောက်ကဘယ်မဲစရင်မှားတယ်เนาะပြန်ပြီးစစ်စစ်ပြီးဖြည့်ဖြည့်ပေးပါဆိုရင်အဲ့ဒီအတွက်ပဲအကျုံးဝင်တယ်လေတနိုင်ငံလုံးကိုပြန်ပြီးရွေးကောက်ပွဲပြန်လုပ်ခိုင်းတယ်ဆိုတော့ကိုယ့်ကိုစက်သုံးမကြလို့ပြည်သူမရွေးတဲ့ဟာကို ငါရှုံးတယ်ကွာအစပြန်ပြိုင်မယ်ဆိုတော့ဟုတ်လားအဲ့လိုပြိုင်ပေးရမယ်ပေါ့အဲ့လိုပြိုင်လို့မရနဲ့အာနာမင်းကွာဆိုစပ်ဖို့ပူပြီးကွာစပ်ဖို့တွားမြောက်ပေးရော23ပါတီကခုနကငါပြောသလိုဟာအဲ့ကောင်မနာမယ်ဘလူးအလန်နဲ့သူကကနေဟိုထော်တော်ကလန့်နေရုပ်ကလည်းတားစိတ်များစိတ်ကုန်နေငါပြောရင်မကောင်းပါဘူးအဲအဲအဲ့ဒီဟာပါတီကောင်းဆောင်နေတယ်နော်အဲ့တော့ငါတို့တိုင်းပြည်မှာကွာရှက်စရာကြီးကွာပြောရတာအကောင်းပြောတာဒီလိုသူများနိုင်ငံတွေနဲ့ရှင်လိုက်မယ်ဆိုရင်တွားပြီဗောပါတီကောင်းဆောင်နေတွေ့ဆုံပွဲလို့တွေ့မှာဆိုအဲ့23ပါတီကအဲ့လိုဟာမျိုးတွေကခေါင်းတိုင်းပြည်ကိုကိုစားပြုတဲ့ခေါင်းဆောင်ဆိုပြီးတော့ သူများနိုင်ငံเนาะပြတ်တော်ဒီကိုယ်စားလှယ်တွေပါတီခေါင်းဆောင်တွေတွားတင်ပွင့်ရောဆက်ဆက်တွေကွဲရောဟမ်သိပြီဟာမြန်မာနိုင်ငံခေါင်းဆောင်တွေကသူတို့ဟာလားကွာဆိုဟမ်တိလာเนาะအောင်မင်းတိရစကားပြောကျင်တယ်ကွာเนาะအောင်မင်းတိလာနော်အဲမင်းပြောတဲ့မဲခိုးတဲ့ကိစ္စလေးကိုလေနော်နိုင်ငံတမမဟုတ်နော်မင်းတော့လည်းမတိဘူးတခါတည်းကြိုပြောထားမယ်မင်းတော့လည်းမတိဘူးမတိတာကိုမေးချင်လို့နော်မတိတာတွေကိုမေးချင်လို့အောင်မင်းနဲ့စကားလေးပြောချင်တယ်ပြောရရင်ပေါ့နော်ပြောရရင်တနားရီလောက်ဖြစ်ဖြစ် TikTok မှာ လိုက်လွင့်ပြီးတော့စကားပြောခြင်းတယ်တိလားเนาะဘိုင်ဘိုင်ကဲနော်အောင်မင်းကကိုစင်နဲ့သိစီစင်နဲ့နော်အောင်မင်းကဘယ်လိုများဟောဖြစ်မလဲနော်ဒီကောင်ကဘာမှမသိပါဘူးနော်တိလားလူငယ်တွေကိုအောက်ကလူတွေကိုအာဂျင်းထဲဖို့တော့ပဲနော်အာအဲ့ဒါကဂျင်းထဲတော့တော့ယူယူဂျင်းထဲတော့အာနာနဲ့တိလားအာနာရှင်ဆန်းဆန်းနဲ့ဂျင်းထဲတာအဲ့လိုမျိုးပေါ့နော် ဆိုတော့ကဲ just နေတော့ဘာမှတိတ်မပြောချင်ပါဘူးเนาะဆိုတော့ predict ကြီးတို့ကဘယ်လိုမြင်လဲဒီ most amount software ကအောင်မင်းเนาะပြောတော့ပေါ့ predict ကြီးမင်းတုံးတက်ချက်လေးတွေကို comment မှာရေးပြပါဟုတ်ပြီအဆုံးထိကျေးဇူးပဲသူရောက်စီတာအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တင်ဒီ link တွေနဲ့ပြန်ဆောင်ကြအောင်เนาะကဲ